ဖရာဟောဆက်ပေါ့နော်သူဝနာတာမဆက်လေးတင်လားအဲ့ထဲမှာတော့အရင်ခေတ်ကတော့ဘလူများရေးခဲ့လဲမသိဘူးကိုကလောင်တာလောင်တာတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့စိတ်ထဲမှာလည်းအဲ့လိုမျိုးရလဲကကြိကကြိလေးဖြစ်ပြီးတော့ဒီခေတ်နဲ့ကြတော့လည်းနည်းနည်းကွာဟန့်နေတာမျိုးပေါ့နော်အဲ့ခေတ်ကပဲဖရေးဆရာကြီးကကိုညွန်ပြီးတော့မယ်ဝင်ကားဘုတ်ဒီအလင်္ကာလေးနဲ့ရေးခဲ့တာပေါ့ထင်တာဘာလဲဆိုတော့လေသူ့အဖေဒီသူဝနာတာမရဲ့အဖေနဲ့အမေ father and mother ပေါ့ကွယ် သူ့ဘဒုက္ကူလာနဲ့ပါရိကအဲဒုက္ခနာတာမကိုထွက်ဖို့သူဒုက္ကူလာနဲ့ပါရိကကလာချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တာသူ့အဖေဟာသူ့အမေရဲ့ချက်ကိုလက်တော်နဲ့ရစ်လိုက်ပြီးတော့မှဒုက္ခနာတာမကြီးထွက်လာတာဆိုတော့ဟဲလို့သူ့အဖေနဲ့သူ့မေရန်ဆွမ်းတာပဲလက်နဲ့ရင်းအောင်နဲ့နေဘိုက်ကြီးတဲ့တော့ တဲဆွမ်းတာလို့တာဟဲ့မြေဆောင်လေးအရင်ခက်ကလို့လက်နဲ့ရှိရုံမြေဆောင်လေးထိုးရုံနဲ့နေလို့တကြားရည်စင်တောက်ရုံနဲ့နေလို့ဗိုက်ကြီးတဲ့ခက်ဟာလို့အရန်အရန်မြန်တယ်လူဖြစ်မြန်တယ်လို့ပြောလာဒီခက်ဆွမ်းတာလူနဲ့ပြရအောင်လေဒါမှမဟုတ်ရင်ပဲဒီနားကြားလို့ကောင်မူစကူဒူးတာကိုပဲနားကြားလို့ကောင်ချက်တော်ကိုလက်တော်နဲ့ရစ်လိုက်တယ်လို့ပဲပြောလိုက်တာလားလားမသိဘူးပြမဲ့ ဒီခေတ်ကြတော့လည်းနည်းနည်းရည်စရာကြီးဖြစ်နေတာပေါ့နော်။လှောင်တာတော့မဟုတ်ဘူးသိတာ။ဒါကြကြရတယ်ကျွန်မတို့လည်းငရေအိုးတဲ့တွေကိုအရှင်လက်နဲ့တဲ့သူတို့ပြောတာနဲ့ဒီငရေအိုးတဲ့ကိုပြောင်းနေ။အမကျွန်မချက်စင်းသားတယ်ဟဲ့လို့ချက်တော်ကိုလို့လက်တော်နဲ့ရစ်လိုက်တာလို့ဒီလိုဟို나이လက်တန်လား나이ပြောင်းမြန်နဲ့ရစ်တာလားဘယ်ရစ်လားညာရစ်လား။ဟုတ်ပြီလို့ရစ်တာတော့ဟုတ်သွားပြီလို့ရစ်တယ်ဆိုအင်းအပေါ်ကနေရစ်ပေးလိုက်တာလားဒါမှမဟုတ်အင်းလှန်ပြီးတော့များရစ်ပေးလိုက်တာ ဘယ်ချိန်မှာရစ်တာလဲပေါ့ဟဲ့အယောက်လေအယောက်စိတ်ဝင်စားတာတိတာဟဲ့တို့ဒုက္ခလာနဲ့ပါရိကာဟိုဒုက္ခလာတို့ပါရိကာဟိုညမှာရစ်ပေးလိုက်တာလားဒါမို့နေငင်းကြောင်တော်နေရသူ့ကိုရစ်ပေးလိုက်တာလားပေါ့နော်အဲ့ဒါစဉ်းစားစရာတိတာအဲ့ဇက်ခွက်ကြီးတစ်ခုလုံးပါလေအဲ့ဒီဟာစိတ်ဝင်စားစရာပေါ့ဟဲ့ဖြစ်နေတာပေါ့စိတ်ထဲမှာဘဝင်မကြနေရည်စရာဖြစ်နေတယ်ဒီတက္ကမဘာသဘောနဲ့ပြောတယ်ဆိုတာကိုတော့ကြည့်ရတဲ့လူတွေသိမှာပါနော် သို့တော်လည်းပဲတချို့လူတွေဖျားဟောကိုတန်တရာမဖြစ်အောင်လို့ဥစဉ်နေနေပြောပြပါမယ်ပါရဇိကံအထကထာမှာကာမကိစ္စမပါဘဲနဲ့ကိုဝန်တည်နိုင်ခြင်း9မျိုးရှိတယ်လို့ဖော်ပြထားပါတယ်အဲ့ဒီ9မျိုးကဘာတွေလဲဆိုရင်တယာကစိတ်နဲ့ကိုလက်နှီးနှောပွေဖက်သဖြင့်တည်နိုင်ခြင်းနှစ်ယာကစိတ်နဲ့ခန္ဓာကိုယ်ရှိအဝတ်ပစိုးတို့ကိုထိတွေ့ကင်တွေ့သဖြင့်တည်နိုင်ခြင်း၃ယာကစိတ်နဲ့ တုတ်ရည်ကိုမျိုးသွင်းသဖြင့်တည်နိုင်ခြင်း၄။ယာကစိတ်နဲ့ချက်ကိုသုံးသပ်သဖြင့်တည်နိုင်ခြင်း၅။ယာကစိတ်နဲ့တဆိတ်ဆိတ်ကြည်ခြင်းဖြင့်တည်နိုင်ခြင်း၆။ယာကစိတ်နဲ့အနံ့ကိုရှုရှိုက်သဖြင့်တည်နိုင်ခြင်း၇။ညာကစိတ်နဲ့အတန်ကိုနားထောင်သဖြင့်တည်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာကာမကိစ္စမပါဘဲနဲ့ကိုယ်ဝန်တည်နိုင်ခြင်းခုနှစ်မျိုးပဲဖြစ်ပါတယ်။သို့တော့အဆိုပါကိုယ်ဝန်တည်နိုင်ကြောင်းခုနှစ်မျိုးဟာ အလွန်အလွန်ဖြစ်နိုင်ခဲ့တာကြောင့်တခါတရံမှဖြစ်တယ်လို့ဆိုပါတယ်အမြဲတမ်းမဖြစ်ပါဘူးเนาะအဆိုပါကိုဝန်တည်နိုင်ကြောင်း5မျိုးထဲမှာချက်ကိုသုံးသပ်တဲ့ဖြင့်တည်နိုင်ခြင်းဆိုတဲ့အချက်ပါတာကြောင့်ဖရာအလောင်းသောနာကာမဟာအဲ့ဒီအချက်နဲ့မွေးတာဖြစ်ပါတယ်ဒါကိုယုတ်တိရှိပါသလားလို့မေးရင်ယုတ်တိရှိပါတယ်လို့ပဲဖြေရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုရင်ဗျိုင်းအောင်နဲ့ဗျိုင်းနှံတို့သည်မိုးချင်းတံကိုကြား၍ကိုဝန်ယူကြတယ်လို့ဆိုပါတယ် ဒါကိုစာတင်ပို့တဲ့ယဟန်မှန်သမျှအသိပါတယ်။နောက်ပြီးတခါတရံမှာတချို့သောကျမတို့သည်ကျက်ဖားဤတွန်တန်ကို ကြားရသဖြင့်ကိုဝန်ယူရတယ်လို့ဆိုပါတယ်။ကုစင်းရဲ့အတိတ်တယောက်တကားအိမ်မှာကျက်တညင်လေးတွေမွေးထားတာတွေ့လို့ဒီကျက်တညင်လေးတွေဘယ်ကပေါက်တာလဲလို့မေးတဲ့အခါမှာသူ့အိမ်ကရှိတဲ့ကျက်ကြီးကပေါက်တာလို့ပြောပါတယ်။ကျက်ကြီးကကျက်တညင်ပေါက်သလားလို့မေးတဲ့အခါမှာသူ့အိမ်ရှိချောင်းတစ်ဖက်ကအိမ်က ကျက်တင်ရင်ရဲ့တွန်တန်ကိုကြားလို့ဒီလိုကျက်သေးသေးလေးတွေပောက်တာပါလို့ပြောပါတယ်။ဒါဟာလက်တွေ့ပဲဖြစ်ပါတယ်။ဂိုင်းအောင်နဲ့ဂိုင်းနန်းတို့တောင်မှမိုးချင်းတန်ကြား၍ကိုဝန်ယူသေးရင်တခါတရံမှာတချို့သောကျမတို့တောင်မှကျက်ဖားဤတွန်တန်ကိုကြားရ၍ကိုဝန်ယူသေးရင်ချက်ကိုလက်နဲ့သုံးသက်တာကြောင့်တောနာတာမကိုမွေးတယ်ဆိုတဲ့အချက်ဟာယုတ်တိရှိပါတယ်နော်။သို့တော်လည်းပဲတခါတရံမှဖြစ်တယ်ဆိုတာကိုတော့သိထားဖို့လိုပါတယ်။နားလည်ကြပါစီနော်။